ဗေမျှလေးရဲ့ရှက်ရှာကောင်းဆုံးနီးပြဘဝကနေ82ရက်အတွင်းတကယ်ကောင်းဆုံးနီးပြဖြစ်လာခဲ့တဲ့ Ruben Amorin အားလုံးပဲမင်္ဂလာပါခင်ဗျာ Manchester Football ဆိုအတင်ဆက်နေပါပြီ Manchester United ရဲ့အသင်းဟာယူကနေဘောလုံးရာသီစာတုံးကအင်္ဂလန်နိုင်ငံရဲ့စရုပ်ထတန်းပြိုင်ပွဲက Greenfield Town အသင်းကိုရေးနေပြီးတော့ Carabao Phala ပြိုင်ပွဲကနေ Sosso CC ထွက်ခွာခဲ့ရတာအားလုံးအမှတ်ရမိကြအောင်မြင်ထင်ပါတယ်ဒါမဲ့နေပြရုံမေမော်ရီအတွက်ဆိုပါရလက်ထက်ရှက်စရာပိုကောင်းတဲ့ဖြစ်ပျက်တစ်ခုကြုံခဲ့ရပါတယ်။ဒါကတော့ ဒူးစီနဲ့ရင်းနှီးနေချိန်ပွဲကစားချိန်62မိနစ်မှာ tactic ပုံကြီးကင်ပြီးတော့အဖြေရှာနေခဲ့တဲ့ပုံရိပ်ဖြစ်ပါတယ်။ Emery ကိုကြည့်ရတာအဖြေရှာလို့မရတဲ့ခေါင်းပြီးတောက်နေတယ်လို့ဖြစ်နေပါတယ်။ဘောလုံးပရိသတ်တွေကလည်း Emery ရဲ့ tactic ပုံကိုပုံစံမျိုးစုံပြောင်းပြီးတော့လောင်ပြောင်းခဲ့ကြပါတယ်။ဘော်ဂီနီပြအတွက်ဒီပြရဟာအချင်းတော်ကြာနာကျင်စီမှတည်ကြပါတယ်။ဒါပေမဲ့အားသင့်စရာကောင်းတာက Ruben Emery ကအဆိုပါဖြစ်ရဲ့ B92 ရဲ့အကြာမှာတော့ပြည်မြလေးရဲ့တလားတာအကောင်းဆုံးနီးပြားစုကိုတင်ပိုင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ်အမော်ရီဟာဆန်ဒလန်လီဗာပူးနဲ့ဘရိုက်တန်တင်းတွေကိုအနိုင်ရအောင်ကူညီပေးနိုင်ခဲ့တာကြောင့်ယခုလိုမျိုးတလားတာအကောင်းဆုံးနေပြဆုရရှိခဲ့တာဖြစ်ပါတယ်အမော်ရီလိုပဲအမ်ပူမိုကလည်းအော်တိုဘာလာအတွက်ပရီးမီးယားလိတလားတာအကောင်းဆုံးကစားမဆုကိုရရှိခဲ့ပါတယ်အမ်ပူမိုဟာပရီးမီးယားလိ၃ပွဲမှာ၃ဂိုးသွင်းပြီးတော့ညတက်တဲ့၃ပွဲစလုံးအနိုင်ရရှိအောင်ကူညီပေးနိုင်ခဲ့တာပါဒါကြောင့်မလို့ဒီဆုကိုထိုက်ထိုက်တန်တန်ရရှိခဲ့တာဖြစ်ပါတယ်ကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ